လက်နဲ့မရှိတဲ့ပြည်သူကြတော့သေရဲတဲ့ကောင်ထွက်ခွဲ့မင်းတို့တွေဟမ်ဘယ်ကောင်သေရဲလဲရန်ကမှိုက်ရိုက်တက်ပြစ်ခါအဲ့ဒီပြည်သူကပဲမခံနိုင်လို့လက်နဲ့ကင်ပြီးတော့ပြန်ပြစ်တဲ့အချိန်ကြတော့အကုန်လုံးထွက်ပြေးတယ်ဒါလားစတန်ဖတ်အာမီဟမ်စတန်ဖတ်အာမီစတန်ဖတ်အာမီတို့အော်နေကြတာစတန်ဖတ်အာမီဆိုတာဒါဟုတ်ပြောတာလက်ရှိထိုင်းနေတဲ့ရုပ်တွေကိုကြည့်ကျွန်ဆုပ်တဲ့တရက်စီကတတ်ရတဲ့တယ်နော်လူများနိုင်ငံနဲ့ရှင်လိုက်ရင်တော့စတန်ဖတ်အာမီရှစ်ဆရာကြီးနော်အခုလက်ရှိ ထိုင်းနိုင်ငံနေဆက်မှာရှိတဲ့ဘလက်ဒိုစခန်းကို KNA ကူပေါင်းအဖွဲ့တွေဝင်ရောက်တိုက်တဲ့အချိန်မှာ63កောင်နော်63ဦးမပြောတော့ပါဘူးဘာဖြစ်လို့63កောင်ထိုင်းတဲ့ဝင်ပြေးတယ်အဲ့ဒီဝင်ပြေးတဲ့63កောင်အခုထိုင်းကလက်မခံဘူးဘာဖြစ်လို့ဆိုတော့အရင်လိုမျိုးမြမတီနေကြာကော်မတီကနေပြန်လွှဲပေးမှလည်းမဟုတ်ပဲနဲ့မင်းတို့လာရလမ်းတိုင်းမင်းတို့ပြန်တိုက်ပွဲလွတ်တဲ့နေရာမှာမင်းတို့နီးနေမင်းတို့ပြန်ဝင်ဒီထိုင်းမဲ့ချမ်းလုံးဝလက်မခံဘူးဆိုခွေးမောင်းသူတို့ပြန်မောင်းထုတ်ပြီချင်းနေတဲ့ရုပ်တွေကြည့်အောင်နော်အဲ့တော့ဒီကောင်တွေကိုတနာစရာအကြောင်းမရှိဘူး နော်အခုလက်ရှိကရင်အနေနဲ့ဘူအောင်ဖွဲ့တွေဝင်ရောက်တိုက်တယ်မနိုင်ဘူးလားအလံမျိုးထောင်လိုက်လေဘာမှဒုညာနိုင်ငံတွေကိုဝင်ပြေးစရာအကြောင်းမရှိဘူးအရှုံးကိုလက်မခံရဲလို့ဆိုတာလေလက်ရှိစစ်ဘုံဂျုံတွေကစပြီးတော့အောက်ခြေစစ်ခွေးတွေအထိဒီကောင်တွေကယောက်ျားတက်တိမရှိဘူးယောက်ျားဆိုတာရှင်ပြန်ရဲရတယ်ရှင်ပြန်လက်ရှိအရှုံးအနိုင်ကိုလက်ခံရဲရတယ်ငါရှုံးတာငါနိုင်လားအဲ့ဒီအပေါ်မှာရဲရဲမွန်လက်ခံရဲရလက်ရှိမင်းလက်ရှိမင်းအောင်ဟိုင်းကစပြီးတော့နော်အောက်ခြေစစ်ခွေးတွေအထိ ဒီကောင်တွေအရှုံးနိုင်အောင်လက်မခံရဘူးနော်မင်းအောင်နိုင်တဲ့ကြည့်နော်ဒါကြောင့်မလို့ကြမ်းဖက်ပါတီဝင်တွေအားလုံးဟာကိုယ့်ကိုပြည်သူလက်မခံလို့နော်ဘာလို့ဆိုကြမ်းဖက်ပါတီဝင်ခေါင်းဆောင်ပိုင်းတွေအကုန်လုံးဟာလက်ရှိစစ်တပ်ကနေဘောင်းကြီးချွတ်လာတဲ့ကောင်းကြီးပဲနော်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်တယ်ကိုယ့်ဟာကိုစောက်ကြည့်မကောင်းလို့ပြည်သူလက်မခံလို့မဲမရတာလေအဲ့ဒါကိုဘာဖြစ်လဲအမ်းမဲမတမအောင်ဘာဖြစ်လဲမင်းအောင်နိုင်ကိုသွားတိုက်တယ်မင်းအောင်နိုင်ကလည်း तू ကတမနာရာထူးကိုတောင်းထားတယ် စဉ်းစားကြည့်လေတမနာယာသူကသူ့မဲ့ရင်တောင်းထိုင်ရငါသားမင်းရောက်နိုင်အတွက်ငါဘယင်ငါသားမင်းရောက်နိုင်ကြီးလိုက်တမနာယာသူပေးလို့ပြောရတဲ့အမွေမဟုတ်ဘူးလေသူ့ကိုတမနာယာသူပေးရအောင်ဟမ်ဘလို့ကောင်းမျိုးစဉ်းစားလို့မတတ်တော့ဘူးအဲ့တော့ဘာဖြစ်လဲအရှုံးကိုလက်မခံတာနော်လက်ရှိစစ်ဘုံကျုပ်ဒီနောက်ပိုင်းခေတ်စစ်ဘုံကျုပ်တွေဟာအရှုံးကိုလက်မခံရဲတဲ့အောက်တန်းစားတွေဘလောင်းပလဲပြောတတ်တဲ့မင်းမရှင်တွေနော်အခုလက်ကြည့်နော်ဘလဒိုစကန်ကိုကေအန်နေပွန်းဖွဲ့ဝင်တိုက်မနိုင်ဘူးလားမနိုင်အလံလူထောင်လိုက်လက်နှက်ချအညံ့ခံလိုက်လေ သူများနိုင်ငံတွေကိုတိတ်ခမဲ့ဆိုတာဘာကြောင့်ဝင် ပြေးတဲ့အကြောင်းရှိတယ်။စောက်ရှက်မရှိလို့ဝင်ပြေးတာပေါ့။ဟုတ်တယ်မလားရှင်းနေတယ်။နော်လက်လက်ချာနေအလံပြူထောင်တဲ့လူတွေကိုဘယ်သူကရေးဆက်ဆက်ပြစ်တတ်နေလဲ။ကိုကျွေးထမင်းကျွေးပြီးတော့ဟိုမှာကောင်းကောင်းမုံမုံထားတော့ပြည်သူတွေကစဲနေတာ။ဟုတ်တယ်မလား။အခုအဲ့ကောင်တွေဘာဖြစ်နေလဲဆိုတော့ခွေးကျွန်းနေလို့ဖြစ်နေပြီ။နော်ဒီဘက်ကစစ်တပ်ကောင်စီဘက်ကိုပြန်မယ်ဆိုလို့ရှိရင်လေတပ်ဖွဲ့လုံး63ကောင်လုံးထွက်ပြေးတာဆိုတော့တန်ရင်တပ်ဖွဲ့လိုက်ကုန်စုပြီးပြေးတာဆိုတော့အရေးယူခံထိမယ်။နော်အဲ့တော့ထိုင်းထဲမှာဆက်နေဖို့ကြတော့ထိုင်းကလက်မခံပြန်ဘူး။ ရုပ်တွေကိုလည်းကြည့် standard army ရုပ်တွေနော်အခုတည်င်းလေးကိုကျွန်တော်ဖတ်ပြပါဦးမယ်ကရင်ပြည်နယ်ကွန်ကရစ်မြို့နယ်ထိုင်းမြန်မာနယ်စပ်ဘလက်ဒိုဂျီဝါအနီးရှိစစ်တပ်စခန်းကို KNL ဦးဆောင်သောတော်လှန်ရေးတပ်များကတိုက်ခိုက်သိမ်းပိုက်ခဲ့ရတယ်စစ်ကောင်စီတပ်ဖက်မှအများအပြားထိုင်းနိုင်ငံတပ်ချမ်းတို့ထွက်ပြေးတွားပြီးလက်နက်ချမ်းတို့များလည်းအများအပြားရှိကြောင်းရှေ့တန်းတော်လှန်ရေးတရင်းတွေကပြောဆိုတယ်မေလ23ရက်နေ့ညနေ9:00နာရီအချိန်စစ်ကောင်စီတပ်၏ဘလက်ဒိုစခန်းကို KNL တပ်မှ6ဦးဆောင်သောကရင်အမျိုးသားလွတ်မြောက်ရေးတပ်တော် KNL ပြင်းပြုံးတဲ့ကာကွယ်တပ်ဖွဲ့ဒီ KNDO နဲ့ပြည်သူ့ကာကွယ်တပ်တော် PDF တို့မှပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြအောင်ဆိုပါစကန်တိုက်တိုက်ပွဲတွင်စစ်တပ်ဘက်မှတေဆုံးလူများရှိပြီးလက်နက်ချလူများလည်းရှိကြအောင်ခိုင်းနိုင်ငံဘက်အစံတို့ထွက်ပြေးသူများလည်းရှိနေကြအောင်တော်လိုင်းသတင်းတွေကဆိုတဲ့စကန်ထဲမှာလည်းတေတဲ့စစ်သားအောင်တွေအများပြားတယ်လက်နက်ချတာလည်း20ဦးကျော်ရှိတယ်ခိုင်းဘက်ကိုထွက်ပြေးတာလည်း25ဦးလောက်ရှိတယ်တကယ်တော့ခိုင်းဘက်ပြေးတာတော့65ဦးပါ ်စခန်းမှာအင်အား100လောက်တက်ဆွဲထားတာအခုထွက်ပြေးပြီးစိုက်ပျိုးရေးအခင်းတွေထဲမှာပုံနေတဲ့ကောင်တွေလည်းရှိသေးတယ်ရှင်းလင်းရေးတွေလုပ်နေတော့မဲ့ဟုတ်ရှေ့တန်းတော်နိုင်တဲ့တရင်းကြီးကဆိုလဲခိုင်းချေဆိုင်မက်ဒစ်စတောဒရင်းဌာနကလည်း KNU ဘလက်ဒိုစခန်းကိုတိမ့်ပိုက်ပြီးနောက်တေဆုံးလူထွက်ပြေးသူတွေဒဏ်ရာရလူစစ်သား60ဦးခန့်ရှေ့ပြီးထွက်ပြေးလာသူများမှာထိုင်းပိုင်နဲ့နေပြည်တော်တို့ဝန်ထမ်းနိုင်ကြောင်းတရင်းကြီးသားပေါ်ပြထားတယ်ကိအိမ်မမေဘူအောင်တက်ကချိန်မုံနိုင်ခဲ့ပြီဖြစ်တော့ဘလက်တိုစကမ်းမှာ2022ခုနှစ်မတ်လ29ရက်နေ့တော်လိုင်းတက်ကတိုက်ခိုက်သိမ်းပိုက်ခဲ့မှုကြောင့် ရင်တိုက်ပွဲတွင်စစ်ကောင်စီတပ်သား60ခန့်တေဆုံးခဲ့ကြောင်းစစ်ကောင်စီကရင်စခန်းကိုပြန်လည်ဝင်ရောက်တပ်ဆွဲအထိုင်ချခဲ့ကြောင်းထို့ကြောင့်ယခု2025ခုနှစ်မေလတွင်နှစ်ကြိမ်ပြန်လည်တိုက်ခိုက်ခဲ့ကြောင်းသိရတယ်။လက်တလုံးတေဘောဘူးရွာရှိတေဘောဘူးတပ်စစ်တပ်စခန်းကို KNL မှမိတ်တများကဆက်လက်ပိတ်ဆို့လျက်ရှိကြောင်းထို့ပြင်ဝေါ်လီစစ်ဗျူဟာကနယ်လေးစခန်း Triple A စခန်းဩကရိခစခန်းတို့ကိုလည်း KNL မှမိတ်တများကဝန်ဝန်ပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်လျက်ရှိကြောင်း KNL သတင်းရင်းမြစ်ကပြောဆိုတယ်။ဒါကတော့ လက်ရှိပထမတည်င်းပေါ့နော်နောက်တည်င်းကတော့အခုထိုင်းမြန်မာနယ်စပ် GNU တိမ့်ပိုက်ထားတဲ့စစ်တပ်လက်တို့စခန်းမှာထွက်ပြေးလာတော့စစ်ကောင်စီတပ်ဖွဲ့ဝင်63ဦးကိုထိုင်းစစ်တပ်ကလက်မခံပဲမြန်မာဘက်တို့ပြန်ရင်ပြင်ထုတ်နေကြောင်းထိုင်းမြန်မာနယ်စပ်စစ်ရေးတည်င်းကြီးကရန်ကုန်ခရစ်တည်င်းထမ်းတာပြောဆိုတယ်ယမန်နဲ့23ရက်နေ့ညနေပိုင်းထိုင်းမြန်မာနယ်စပ်ရှိစစ်ကောင်စီကြီးဗလက်တို့စခန်းကို GNU တပ်မှ6ဦးဆောင်တော့ကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNL ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO နဲ့ ပြည်သူကာကွယ်ရေးတပ်မတော် PDF တို့ကပြန်လည်တိုက်ခိုက်တိမ်းမိုက်ခဲ့ကြအောင်ဆိုပါစကန်တိုက်တိုက်ပွဲနဲ့စစ်တပ်ဘက်မှ30ကျော်လက်နက်ချပြီးစစ်သားအလောင်း10လောင်းရရှိကြအောင်ထိုင်းနိုင်ငံဘက်အချမ်းတို့ထွက်ပြေးသူစစ်သား62ဦးရှိကြောင်းသိရတယ်။ထိုင်းနိုင်ငံဘက်အချမ်းတို့ထွက်ပြေးသွားတော့မြန်မာစစ်သား63ဦးကိုထိုင်းစစ်တပ်ကလက်မခံဘဲမြန်မာဘက်တို့ပြန်ကူးရန်နှင်ထုတ်နေကြောင်းမြန်မာစစ်သားများကိုရခိုင်ကဲ့သို့မြန်မာစစ်ကောင်စီထံသို့ပြန်လွှဲပေးခြင်းမလုပ်တော့ဘဲဘေးလွတ်ရာမြန်မာဘက်အချမ်းတို့ပြန်ကူးရန်ထိုင်းစစ်တပ်ကဖိအားပေးနှင်ထုတ်နေကြောင်းသိရတယ်။ ခိုင်းမဲ့ကိုထွက်ပြေးတော့တာ63ဦးရှိတယ်အရက်ဝိတွေနဲ့လက်နက်မပါဘူးအဲ့ဒါခိုင်းစစ်တပ်ကခိုင်းနေအဝင်မခံဘူးပြန်ထွက်ခိုင်းနေတယ်လို့တည်ရတယ်မြန်မာဘက်အချမ်းတိုက်ပွဲလွတ်မဲ့နေရာပြန်ပြေးဝင်ဖို့ပြောနေတယ်ခိုင်းစစ်တပ်ကသူတို့ဘာသာသူတို့လွတ်မဲ့နေရာပြန်ဝင်ခိုင်းနေတာခိုင်းကနေပြန်နှိမ့်နေတာလုံးဝလက်မခံဘူးအရင်လိုမြောက်ပြီးနေသားကော်မတီကနေတဲ့ပြန်မလွှဲဘူးမင်းတို့အစဉ်ပြေမဲ့ဘက်ပြန်ကူးတော့ငါတို့လက်မခံဘူးဆိုပြီးဖြစ်နေတာထွက်ပြေးတဲ့ကောင်တွေကလည်းစစ်ကြောင်းတစ်ကြောင်းလုံးစခန်းဆွန့်ခွာပြေးတာဖြစ်လို့စစ်တပ်ဘက်ပြန်တွဲရင်လည်းအေးအေးယူခံမှာဆိုတော့ဒီကောင်တွေစုံလဲစူစားလဲယူကိန်းဖြစ်နေတာဟုတ် ခိုင်းမြမှာနေဆက်စင်ရင်တင်းတင်းကပြောတယ်ဘယ်လိုလိုစခန်းတိုင်းတိုက်ပွဲတွေတော်လှန်ရေးတပ်သားများဘက်မှရဲဘော်တော်ဘူးကြဆုံးခဲ့ပြီးဆယ်ဦးဒဏ်ရာရရှိခဲ့ကြောင်းလက်ရှိအချိန်တွင် KNL တွေဥဆောင်သောပူးပေါင်းမဟာမိတ်တပ်သားကခိုင်းမြမှာနေဆက်ကြီးစစ်ကောင်စီတပ်စခန်းအားလုံးကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းရှိကြောင်းသိရတယ်ဒီဖက်ကရရှိလိုက်တာကွာသူတို့တရင်မျိုးတွေအမြဲဖက်ချင်တာဟမ်ဘလောက်ရရရှိလဲကဲကဲခေါ်လိုက်ပါဟိုဘက်ကမန်ရှင်းခေါ်လိုက်ပါအောင်ကြောင်စိုးဦးလို့ဇော်ဘုံဟောင်းလို့ကြောင်မျိုးမင်းလို့ အဲဘာလဲရှိသေးတယ်ဟိုဟိုဘာဆိုတော့ဆိုတော့ကောင်ပါစပိန်ညီကြောင်နဲ့ဟိုအင်္ဂလိပ်မှစပုတ်ရုပ်နဲ့အဲအဲ့ဒီကောင်တို့နောက်ရှိမှသေးတယ်ဟမ်ပေါက်ပန်း၄၀ပြောနေတာပြောလိုက်လို့ရှိရင်တို့စစ်တပ်ဘက်ကအကောင်ထိထားတာတော့ဘလို့ပြစ်ကူစစ်ကူဘလို့လုပ်ထားတာအေးဆေးပဲလို့ဟုတ်လားအာဘော်အရင်တန်တန်နဲ့ဟောနေတယ်အရှိမဖုံးတလုံးထောင်ပြီးတော့ဘာတက်တဲ့ဗီဒီယိုဖိုင်နဲ့မရှိဓာတ်ပုံနဲ့မရှိနော်ကြည်သွားတို့တော်လှန်ရေးဖက်ဆန်းကလေတင်ခဲ့တဲ့တည်မှန်တယ်ကအဲ့လိုတက်တဲ့တက်ကရရနဲ့ယောဟန်ဒီမှာဘယ်စကမ်းကိုတိန်းတာမင်းတို့ခွေးတွေဘလို့ပြစ်နေတယ်တိတိကျကျအဲ့လိုတင်ရတယ် နော်မတိကြတဲ့တရင်ဆိုငါတို့ဘက်ကလည်းလက်မခံဘူးရှင်းလားနော်အဲ့တော့ပြောချင်တာကမင်းတို့ဘက်ကရှုံးနေတယ်အရှုံးကြီးကိုဘာဖြစ်လို့လက်မခံတာလဲလက်ရှိစစ်ရှုံးနေတာဘလူဘက်ကရှုံးနေတာလဲအရှုံးကိုလက်ခံကြတဲ့ဟိတ်တိုင်းဒီကအေးစေးဖြစ်သွားမှာလေရှင်းရှင်းလေးနော်ပြည်သူဘက်ကတော့လက်မခံတော့ဘူးပြည်သူကစားခဲ့တဲ့ပွဲမဟုတ်ဘူးမင်းတို့စားတဲ့ပွဲနော်မင်းတို့စားတဲ့ပွဲမှာအခုမင်းတို့ပိုးဆိုးပတ်ဆက်ရှုံးနေတာဒါပေမဲ့မင်းတို့တွေကမိမလောင်မိမချာနေဆိုတော့အရှုံးကိုလက်မခံရဲကြဘူးအဲ့တော့ယောက်ျားပီတာဖို့လိုအပ်တယ် နော်ယောက်ျားပြီပြီရှင်ပြန်ဖို့လိုအပ်တယ်မင်းတို့မှာနံပါတ်1တိုင်းပြည်ရဲ့ဘန်နာကိုဖင်ကူးထိုင်ပြီးတော့ဒီပြည်သူကိုပြန်တိုက်တဲ့နေမှာမင်းတို့တုံးနေတယ်နော်နိုင်ငံမိုင်းပတ်စံနဲ့ဝယ်ထားတဲ့ဒီယဟန်ရင်တွေတိုက်လေရင်တွေအတုံးပြူပြီးတော့ဒီပြည်သူကိုပြန်လဲဘုံကျဲနေတယ်အဲ့ဒါတော့မှမင်းတို့ကအခုစခန်းတွေတစ်ခုပြီးတစ်ခုနော်စွန့်လွတ်ကပြီးအရှုံးကြီးရှုံးနေတာဒါပေမဲ့အဲ့ဒီအရှုံးကိုမင်းတို့လက်မခံဘူးတော့အဲ့တော့ပြောချင်တာကွာယောက်ျားပြည်သားလိုက်ကြပါတော့မင်းတို့ပဲအချမ်းမှရှိတဲ့ဒီမင်းအောင်နိုင်ငံစပြီးတော့အောက်ခြေစစ်ခွေးတွေအစုံထိနော်စစ်သားတွေလည်းဒုက္ခရောက်နေကြတယ် ဘာလို့စစ်ခွေးနဲ့စစ်သားနှစ်ဖွက်ရှိတာဟုတ်နော်တကယ်စစ်သားတွေကနော်ထွက်လဲထွက်လို့မရနော်ဒီထဲမှာလည်းမိသားစုနဲ့ဒုက္ခရောက်နော်အဲ့ဒီစစ်သားတွေမျက်နှာကိုထောက်ရှုပေးပါနော်မင်းတို့တကယ်စစ်တပ်ကိုရှစ်တယ်ဆိုလို့ရှိရင်စစ်တပ်ကိုစစ်တမ်းလေးအပြန်ခိုင်းလိုက်ဒီအပြေကပြီးနေတယ်ထောက်တယ်မဒီဘွဲမှာဒီအာနာတိတ်ဘွဲမှာငါတို့ရှုံးတယ်နော်ငါတို့စစ်တပ်ကိုငါတို့စစ်တမ်းလေးအပြန်ခေါ်ရမယ်ဒီအာဏာသိမ်းမှုမှာပြည်သူကိုသွားပြီးတော့ဒုက္ခပေးတဲ့တက်ဆိုင်ရာအကောင်တွေကိုမင်းတို့အေးအေးပြပါ ငါတို့စစ်သားတွေကစစ်တမ်းလေးအပြန်မယ်ကိုရဲ့ပြီးွားပြီဂျိတ်ပွဲပြီးမီးတိတ်နောက်တစ်ကြိမ်မင်းအောင်လိုက်တော့လက်ကင်းလေးထွက်လာမှာပေါ့ဟုတ်တယ်မလားဒါကတော့ရှင်းရှင်းလေးပဲလက်မခံလို့မရဘူးလေတူမွေတဲ့ပြဿနာလေတူမွေတဲ့လူတွေခင်ဗျားတို့စစ်တပ်ကစစ်သားတွေနောက်နောက်ဆိုပေးရတယ်နော်အခုကြည့်စကောင်းဝင်လိုက်တယ်နော်ပြောချင်တာကဒီနေရာမှာကျွန်တော်တခုလောက်နော်ဒီဗီဒီယိုဖိုင်ကိုအဲ့ဒီစစ်သားတွေတွေ့မယ်ဆိုရင်ကျွန်တော်ပြောချင်တာခင်ဗျားတို့ရှုံးနေတဲ့အရှုံးကိုရဲရဲဝံ့ဝံ့ရင်ဆိုင်လိုက်ပါယောက်ျားဆိုတာအရှုံးတဲ့အနိုင်နှစ်ခုကိုလက်ခံရင်းရငါနိုင်အောင်တိုက်မှာနိုင်အောင်တိုက်အနိုင်ရောက်ယူလိုက် မနိုင်ဘူးလားအရှုံးကိုရဲရဲဝံ့ဝံ့ရင်ဆိုင်လိုက်ပါနော်လက်ရှိစခန်းတွေဝင်ပစ်တယ်ကိုမနိုင်မှန်းတင်တဲ့ဟာကိုခံလဲမဖြစ်နဲ့နော်မင်းတို့ဘက်ကတေလဲမြန်မာပြည်သားပဲလာတိုက်တဲ့တော်လှန်ရေးဘက်ကတေလဲမြန်မာပြည်သားပဲနော်အဲ့တော့အရှုံးကိုအစားတဲ့ငါတို့ရှုံးမနေဟုတ်တယ်ငါတို့စစ်သားတွေကတော့မနိုင်ဘူးကွာတော်လှန်ရေးအင်စုတို့ရောဟုတ်တယ်မှာစခန်းယူကွာငါတို့အလံယူထောင်တယ်မင်းတို့ကြိုက်တယ်လို့ငါတို့အေးယူမင်းတို့မပစ်ခင်တည်းကအလံယူထောင်ပြီးတော့အရှုံးပေးလိုက်ကြည့်မင်းတို့အတွက်မှဲ့တစ်ဖောက်ဆုံးဝိုင်းကြိုက်တယ်လို့လာပြောဒါပေမဲ့အခုလိုမျိုးတိတ်ခံမဲ့ဆိုတာသူများနိုင်ငံကိုထွက်ပြေးလာတော့ ဒါကွာမင်းတို့မင်းတို့ပြောနေစတန်ဒတ်အာမီရှစ်ဆရာကြီးဟမ်ဘာဘယ်နေအောင်စတန်ဒတ်အာမီလဲဘာလဲစတန်ဒတ်ဆိုတာဟိုကြောင်နဲ့စတီးကစတန်ဒတ်လေဟုတ်လားအဲစတီးတွေဆိုရင်စတန်ဒတ်အဲစတီးကြီးတာလေဟုတ်လားပြောင်တာစတီးပဲကောင်းတယ်တိတာပြောင်တာစတီးတွေလောင်တာနီးတယ်ဟွာဆိုရင်တော့ဟွာပဲရှိတယ်နော်တိတ်မပြောချင်ဘူးတိတာအဲ့တော့စတန်ဒတ်ဆိုတာနေရာတကာမတုံးနဲ့ကိုယ့်ရဲ့စတန်ဒတ်ကိုကြည့်အောင်တိလားမင်းတို့စတန်ဒတ်ကပြောင်တာစတီးဖြစ်နေပြီနော်အဲ့တော့ အခုလိုမျိုးထွက်ပြေးတော့ဟိုကထိုင်းရတယ်မင်းတို့လက်မခံတော့ဘာဖြစ်လို့တိတာထိုင်းဆိုတာဟာမျိုးကတားလိုက်မှပဲနေတယ်ကွာနော်ရှင်းရှင်းလေးပဲလက်ရှိနေဆက်တောက်ချောက်အားလုံးကိုဘလူဒီပိုင်နှားပြီနော်မင်းတို့ဘောမာတွေကမြောက်ပေးတာပဲရှိတယ်တကယ်တည်းသေးတာသူတို့သေးတာမဟုတ်တဲ့ဟာယူအဲ့ဒီအဲ့ဒီကြော်စိုးလို့ဘာလို့လက်ရှိနေမှာနော်အခုလိုမျိုးဘလက်လိုစခန်းပိတ်ခံရတယ်ကြော်စိုးကိုလေနဲ့လာပို့ခိုင်းလိုက်စခန်းမကျရေးကြော်စိုးဥဆောင်ပြီးတိုက်ရောအဲ့ကတိုက်ရဲတာအဲ့ဒါမပြောဟိုလေလိုင်းပေါ်နေစပောက်ကမြောက်ပေးနေတာသေးသူသေးတာမဟုတ်တဲ့ဟာယူအဲ့အောက်မှာစစ်သားတွေရဲနေသေးတာလေကွာဟုတ်တယ်မလားသူတို့ပြောလိုက်အမျက်နိုင်နေတယ် ်ပြီးရင်စခန်းနေပါသွားပြန်ပြီအဲတောင်ပိုင်းမှာဆိုဘလို့ထိန်းကြတာစစ်ကူပြစ်ကူတွေနောက်ထပ်အင်အားတွေဘလို့လှုပ်ထားတာမရှိပါနဲ့ပေါ့မနေ့ပြောနောက်ရှိတယ်ဟုတ်ဟိုတက်ထိန်ငထိန်ဆိုပါဆိုတော့ကောင်ရှိသေးတယ်အမှဟမ်စစ်သားစစ်သားတို့လိုင်းမော်တက်ပြီးအာချောင်းနေပြောလိုက်စောက်ကြီးစောက်ကြယ်တည်းကြီးပဲဟမ်အကောလုံးကိုလုံးချက်ပါဘုရင်ကပြောသလိုအဆုံးကိုလက်ခံလိုက်ဒီတိုင်းကြီးရဲ့ပြည်တနာပြီးပြီနော်မင်းတို့အာနာသိန်းနဲ့အာနာသိန်းတော်မင်းတို့အားပေးခဲ့တဲ့အချမ်းနဲ့အာမပေးမဲ့ညီနဲ့အချမ်းဆိုရှိတယ်နော်တကက်စစ်သားကောင်းတွေကမရှုပ်ဘူးစစ်သားစစ်သားအလုပ်လုပ်ကြတယ် တိုင်းပြည်ရေးမှာဝင်မလျှော့ဘူးစစ်သားကောင်းတွေရနော်စစ်ခွေးတွေဒါအပေါ်ကအဲ့စစ်ဗိုလ်ချုပ်တွေကောင်းစားဖို့အတွက်လိုက်ဟောင်လိုက်ကိုက်လိုက်အောနေတာမင်္ဂလာပါနော်အဲ့တော့ဒီတိုင်းဒီပြဿနာဟာရှင်းရှင်းလေးနော်မင်းတို့ဘက်ကအာဏာသိမ်းတဲ့ကောင်တွေကရှုံးသွားပြီအဲ့တော့စစ်တပ်ကိုစစ်တမ်းလေးပြန်ခေါ်ပါလိုက်နော်ဒီလက်ရှိအာဏာသိမ်းမှုမှာပါဝင်တက်တက်ကြွကြွပါဝင်လှုပ်ဆောင်ခဲ့တဲ့စစ်ရာဇဝမှုကျူးလွန်ထားတဲ့ကောင်တွေကိုအပြစ်ကိုခံလိုက်။အဲ့ဒါဆိုရင်မင်းတို့ဘယ်တော်လိုင်းအင်အားစုမှမင်းတို့လိုက်ပြစ်မနေဘူး။အာယုံနောက်လို့။လမ်းဘေးခွေးပိတ်ကန်အောင်လည်းအကျိုးရှိအောင်မယ်။ ဟုတ်လားမင်းတို့ကပြစ်ကြတာမလွဲတာလို့ပြစ်နေရတာဘယ်ကောင်မှမပြစ်ချင်ဘူးနော်တန်ဖို့မဲ့တဲ့ဒီလိုကောင်မျိုးတွေတိုင်းပြည်ဗန္နာကိုဖေခုတိုင်းပြည်သူကိုဒုက္ခပေးနော်အခုတို့တကယ်တကယ်ဝင်လက်နဲ့လက်နဲ့ချင်းရှင်ပြစ်မနိုင်ပါလို့လေဟမ်ကလေးကကြည့်ရွာတွေလက်နဲ့မရှိတဲ့ပြည်သူရွာတွေဝင်မီးရှို့ဟမ်တွေ့တဲ့ပြည်သူကျွဲနွားအကုန်လက်လက်ယူအိမ်တွေရိုက်ဖွင့်တွေ့တဲ့လက်ဝတ်ယတနာအကုန်ခိုးယူဒါလားစကားနဲ့အာမီတကယ်လည်းလက်နဲ့ရှိတဲ့လူတွေအခုတို့တူတင်ကိုတင်ချအချိန်မှာမပါလို့လေလေရင်းနဲ့လာပြီးဘုံကျဲတယ်ဟမ် လေနဲ့နိုင်ဘုံကျတော့မနိုင်တော့ဘာလို့ထွက်ပြေးတယ်ခုလို့ဟာလက်ဖျားခါတယ်စောင့်ကြိုးနဲ့စတန်ဒတ်အာမီနော်မင်းတို့တွေရှက်တိုင်းလဲနေလို့ရတယ်တိလားအဲ့တော့ယောက်ျားပီတာကြပါပြောချင်တာအဲ့ဒါပဲလူဆိုတာအရှုံးတဲ့အနိုင်နှစ်ခုကိုလက်ခံရရနော်မင်းတို့လက်ရှိစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအဓိကလက်ခံမှာကအရှုံးကိုလက်ခံမှာမင်းတို့ရှုံးသွားပြီဒီဘွယ်မှာအဲ့ဒီအရှုံးကိုတိတ်ခါရှိရှိလက်ခံတတ်ဖို့အရေးကြီးတယ်အဲ့ဒီအရှုံးကိုမှတိတ်ခါရှိရှိလက်မခံမှုဆိုရင်တော့မင်းတို့ရဲ့နေဝင်ချိန်ဘယ်လိုမှကောင်းမှာမဟုတ်မယုံကြည်လားပြောအောင်တင်ဆက်ပေးခြင်းတဲ့တင်ကတော့ ထိုင်းမနေစကအချက်ဖက်စကောင်းစီရဲ့ဘလက်ဒူတက်စကန်ကိုကေနလီပူပေါင်းတက်တွေကပိတသိမ့်ပိုင်မှုအတွေ့လက်နက်ခင်းရဲ့အမြောက်များကိုတော်လိုင်းတက်တွေကတိမ့်စီရရှိထားသလိုစေကောင်းစီတတအယောက်30ကျော်ကလည်းလက်နက်ချခဲ့ကြပြီးဂျန်နဲ့စေကောင်းစီတတအများပြားကတော့ထိုင်းနိုင်ငံဘက်အချက်ကိုထွက်ပြေးသွားကြတယ်လို့ရှီတန်းတော်လိုင်းရဲ့သတင်းရှင်းမိကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့ ဂင်းပြည်နယ်ထိုင်းမြန်မာနယ်စပ်ကစစ်ကောင်စီရဲ့တပ်စခန်းတွေကိုတကူပြီးတကူသိမ့်ပိုက်လာနေတဲ့ KNL ပူးပေါင်းတပ်တွေဟာနောက်ထပ်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ Black Dog တပ်စခန်းကိုပါမေလ23ရက်နေ့ဖြစ်တဲ့မနေ့ကပဲအပိတ်သိမ့်ပိုက်လိုက်ပြီဆိုပါလေ။အဲဒီစခန်းသိမ့်တိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကသေတဲ့ဒူးတွေနဲ့တော်တော်ကိုများထားတဲ့အပြင်စစ်ကောင်စီတပ်သားအယောက်30ဝန်းကျင်ကလည်းလက်နက်ချအညံ့ခံခဲ့တာတွေရှိထားပြီးစခန်းတွေကနေလက်နက်ခင်းရဲ့အမြောက်များကိုလည်းတော်လိုင်းရေးတပ်တွေကသိမ့်စီရရှိထားသလိုဂျန်နဲ့စစ်ကောင်စီတပ်သားအများပြားကတော့ထိုင်းနိုင်ငံဘက်အချက်ကိုထွက်ပြေးသွားကြတယ်လို့ရှီတန်းတော်လိုင်းရေးသတင်းရှင်းမိကပြောထားပါတယ်။ လက်ရှိမှာလဲကေနလီပူပေါင်းတက်တွေဟာအဲ့ဒီထိုင်းမနေဇာမှာရှိတဲ့နောက်ထပ်စစ်ကောင်စီရဲ့တေဘောပိုးဝေါ်လေးကနဲလေးစတဲ့လက်ကျန်တက်စကန်တွေကိုပါဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီလို့ကေနလီသတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျတက်စက်ထဲမှာပဲထိုင်းမနေဇာမှာကေနလီပူပေါင်းတက်တွေကတင်ပိုက်လိုက်တဲ့အချက်ဖက်စစ်ကောင်စီရဲ့ဘလက်တူတက်စကန်ကနေထိုင်းနိုင်ငံဘက်အချက်ကိုထွက်ပြေးသွားတယ်စစ်ကောင်စီတပ်သား63ဦးကိုထိုင်းစစ်တပ်ကလက်မခံဘဲမြန်မာဘက်အချက်ကိုပြန်ဖို့နှင်ထုတ်နေတယ်လို့ထိုင်းမနေဇာသတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ် လက်ရှိမှာတော့ထိုင်းနိုင်ငံဘက်ကအရင်လိုစစ်ကောင်စီတပ်သားတွေထိုင်းနိုင်ငံဘက်ထွက်ပြေးလာရင်စစ်ကောင်စီလက်ထက်ပြန်လွှဲပေးတာမျိုးမလုပ်တော့ပဲအခုလက်ရှိမေလ23ရက်နေ့ဖြစ်တဲ့မနေ့ကပဲစစ်ကောင်စီရဲ့ဘလက်ဒိုတက်စကန်ကနေထိုင်းဘက်ကိုထွက်ပြေးလာတဲ့စစ်သား63ဦးကိုထိုင်းစစ်တပ်ကမြန်မာနိုင်ငံဘက်အချမ်းပြန်သွားဖို့နှင်ထုတ်နေတယ်ဆိုပါတယ်အဲ့ဒီမှာထိုင်းစစ်တပ်ကစစ်ကောင်စီတပ်သားတွေကိုပြောတာကတော့မြန်မာနိုင်ငံဘက်ကတိုက်ပွဲနဲ့လွတ်တဲ့နေရာတွေကိုကိုယ့်ဘာသာအဆင်ပြေသလိုပြန်ပြီးပြေးဝင်ကြဖို့နဲ့ထိုင်းဘက်ကလက်မခံဘူးဆိုတာမျိုးတွေအထိပြောပြီးနှင်ထုတ်နေတာဖြစ်တယ်လို့ လက်ရှိထိုင်းဘက်ကိုထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သားတွေကလည်းစစ်ကြောင်းတစ်ကြောင်းလုံးစာလောက်ကြီးစခန်းကိုစွန့်လာတာဖြစ်တဲ့အတွက်စစ်ကောင်စီလက်ထက်ပြန်ရင်လည်းသူတို့ဟာအရေးယူခံရမှာဖြစ်တာကြောင့်အဲ့ဒီစစ်သားတွေအကုန်လုံးဟာစုံလဲစုစားလဲယူတဲ့ပုံစံဖြစ်နေတယ်လို့ထိုင်းမြန်မာနယ်စပ်တရင်ရှိမိကပြောထားပါလိမ့်ခင်ဗျာတဖက်မှာတော့နိုင်ငံရေးမှာအမှုပညာရှင်တချို့ကလွဲမပြီးပါဝင်နေကြတာကြောင့်နိုင်ငံကမဖြစ်တင်တာတွေဖြစ်ခဲ့ရတယ်ဆိုပြီး အချင်းပစစ်ကောင်စီရဲ့ပြန်ကြားရေးဝန်ကြီးမောင်မောင်အောင်ဆိုတဲ့သူကအပြစ်တင်အပုတ်ချပြောဆိုလိုက်ပြန်တဲ့အပြင်ရုပ်ရှင်ရုံတွေမှာစစ်တပ်ကအတိပေးခြင်းနဲ့အချက်တွေကိုပြတ်သားရမယ်ဆိုပြီးတော့ပါအမိန်ထုတ်လိုက်ပြန်တယ်လို့သိရပါတယ်။ဒါကတော့ယမနီကရေကုန်မြို့မှာပြုတ်လုပ်တဲ့ရုပ်ရှင်ဇက်ကားတွေရုံတင်ပြတ်သားရေးဆိုင်ရာညှိနှိုင်းအစည်းအဝေးမှာ အဲ့ဒီအချက်ဖက်စစ်ကောင်စီရဲ့ပြန်ကြားရေးဝန်ကြီးဆိုသူမောင်မောင်အောင်ကပြောတော့တာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီစီဝဲမှာအချက်ဖက်မောင်မောင်အောင်ဆိုတဲ့သူအဓိကပြစ်တင်ပြောဆိုတော့တာကတော့လူပညာရှင်တချို့ကကိုယ့်ရဲ့အနုပညာလုပ်ငန်းကိုမလုပ်ဖဲနိုင်ငံရေးလုပ်ငန်းတွေမှာဝင်ရောက်ဆွတ်ဖက်လုပ်ခဲ့ကြတဲ့အတွက်နိုင်ငံမှာမဖြစ်တဲ့မဖြစ်ထိုက်တာတွေဖြစ်ခဲ့ရတယ်ဆိုပြီးပြောသွားသလိုလက်ရှိအနုပညာရှင်တွေအနေနဲ့ပြည်သူတွေကိုစစ်ကောင်စီကပြောချင်တဲ့မန်ကန်နဲ့လမ်းကြောင်းကူတာရောက်အောင်လမ်းပြပေးရမယ်ဆိုပြီးပြောသွားပြန်တယ်လို့သိရပါတယ်။ဒါအပြင်ရုပ်ရှင်ရုံတွေမှာလည်း စစ်တပ်ကပြည်သူကိုတင်ပြခြင်းနဲ့အချက်တွေအတိပေးခြင်းနဲ့အချက်တွေကိုမဖြစ်မနေပြသဖို့လိုအပ်တယ်ဆိုပြီးတော့ပါအဲ့ဒီအချက်ဖတ်စစ်ကောင်စီရဲ့ပြန်ကြားရေးဝန်ကြီးမောင်မောင်အောင်ဆိုတဲ့သူကရုပ်ရှင်အဖွဲ့တွေကိုအမိန့်ထုတ်ပြောဆိုသွားပြီးလက်ရှိမှာတော့ပြည်တွင်းမှာစစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ရုပ်ရှင်လုပ်ငန်းတွေနဲ့ဖျော်ဖြေရေးလုပ်ငန်းတွေကိုတင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားတယ်လို့လည်းသိရပါတယ်ဒီလိုအချက်ဖတ်မောင်မောင်အောင်ရဲ့ပြောဆိုမှုနဲ့ပတ်သက်ပြီးပြည်သူတွေကတော့အမှုပညာရှင်တွေကိုပြောရမှာထက်နိုင်ငံရေးမှာစစ်တပ်ကဝင်ပါနေလို့တိုင်းပြည်ကအခုလိုတွေဖြစ်နေတာဆိုပြီးဝေဖန်ပြောဆိုထားကြသလိုတချို့ကလည်း မမောင်အောင်ကတော့တနေ့ကမှရကုံမှာပြစ်တက်ခံရတဲ့ဗိုလ်မှူးချုပ်ချိုထုံးအောင်နောက်ကိုလိုက်ချင်နေပြီထင်တယ်ဆိုပြီးတော့ပါလူမှုကွန်ရက်တွေမှာမှတ်ချက်ပြုပြောဆိုထားကြပါလိမ့်ခင်ဗျာတစ်ဖက်မှာတော့မကွေးတိုင်းစလင်းမြို့ပေါ်ကအချက်ဖက်စကောင်စီရဲ့မြို့မှာ yes scan စူပေါင်းယုံတဲ့လင်းစဉ် yes scan တို့ကိုတော်လန်ရေးပူပေါင်းတက်တွေကဒီကနေ့မေလ24ရက်နေ့မနက်ပိုင်းမှာပဲဝင်ရောက်တက်ခတ်ခဲ့တယ်လို့စလင်းမြို့နယ်ဘက်ကပါတာဝန်ရှိသူတို့ကရကုံခစ်တွေကိုပြောပါတယ်ဒါကတော့ဒီကနေ့မေလ24ရက်နေ့မနက်အစောပိုင်း3နာရီလောက်ကပဲ ဇလင်းမျိုးပေါ်ကအချက်ဖက်စကောင်စီရဲ့မြို့မယက်စကန်စူပေါင်းယုံနဲ့လင်းစင်ယက်စကန်တို့ကိုတော်လိုင်းပူပေါင်းတပ်တွေကဒပြိုင်နဲ့ဝင်ရောက်ပစ်ခတ်တိုက်ခတ်ခဲ့တယ်ဆိုပါတယ်။အဲဒီမှာနှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဟာတနအီနိဗာကြတဲ့အထိတိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက်စစ်ကောင်စီဘက်ကစစ်ကူတွေပါထပ်ဖြစ်ရတဲ့အထိဖြစ်သွားပြီးလက်ရှိဇလင်းမျိုးရဲ့အခြေအနေကမြို့ပေါ်ကလွဲပြီးတော့မြို့ရဲ့ပပတ်လင်မှာတော်လိုင်းတပ်တွေကသာနေမီအများဆုံးထိန်းချုပ်ထားတဲ့အခြေအနေဖြစ်တယ်လို့စီရီကတော့တင်းမာနေတဲ့အခြေအနေမှာရှိတယ်လို့လည်းဇလင်းမျိုးနယ်ဘက်ကပါတာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာ။ တစ်ဖက်မှာတော့ဆက်လက်ရှင်စနစ်တိုက်ဖြတ်ရေးတိုက်ပွဲဝင်ဖို့မွန်ပြည်သက်ပါတီ AD နဲ့မွန်ပြည်လွတ်မြောက်ရေးတပ်တော်တို့ပူးပေါင်းပြီးရမညမွန်တပ်တော်ဖွဲ့စည်းထူထောင်လိုက်တယ်လို့အဲ့ဒီအဖွဲ့နှစ်ခုကထုတ်ပြန်ကြေညာထားပါတယ်ဒါကတော့အခု2025ခုနှစ်မေလ24ရက်နေ့ဖြစ်တဲ့ဒီနေ့မှာပဲဆန္ဒရှင်တိုက်ဖြတ်ရေးမွန်ပြည်သက်ပါတီ AD နဲ့မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA တို့ဟာဆန္ဒရှင်စနစ်တိုက်ဖြတ်ရေးနဲ့ကိုပိုင်ပြားထမ်းပိုင်ခွင့်အပြည့်အဝရှိတဲ့မွန်ပြည်ပေါ်ထွန်းရေးရည်ရွယ်ချက်နဲ့နှစ်ဖွဲ့အတူတူပူးပေါင်းပြီးရမညမွန်တပ်တော်ကိုဖွဲ့စည်းလိုက်တယ်ဆိုပါတယ်အဲ့ဒီအတွက် လက်ရှိစာနာရှင်စနစ်တိုက်ဖြတ်ရေးမှာရမညမွန်တက်တော်အနေနဲ့အဖိနှိတ်ခံဘွားဒူတော်လက်ရေးမဟာမိတ်အဖွဲ့စည်းတွေအားလုံးနဲ့အတူစာနာရှင်စနစ်အမြန်ဆုံးချုပ်နှိမ့်မှုအတွက်အတူတကွပူးပေါင်းတိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့လည်းအဲဒီနှစ်ဖွဲ့စလုံးရဲ့ထုတ်ပြန်ချက်မှာဆိုထားကြပါလိမ့်ခင်ဗျအခုတစ်ခါဆက်ချင်တာကတော့ထိုင်းနိုင်ငံမှာအခု2025ခုနှစ်ပထမ3လအတွင်းမှာပဲ မြန်မာနိုင်ငံသားတွေကကွန်ဒိုအခန်းပေါင်း400ကျော်ကိုထိုင်းဘတ်ငွေ1ဘီလီယံကျော်တန်ဖိုးအထိဝယ်ယူအသုံးပြုထားပြီးထိုင်းနိုင်ငံရဲ့ကွန်ဒိုဝယ်ယူမှုမှာဒုတိယအများဆုံးနိုင်ငံအဖြစ်စည်ရင်းဝင်နေတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားကြပါတယ်။ဒါကတော့လက်ရှိထိုင်းနိုင်ငံမှာအခု2025ခုနှစ်ပထမ3လအတွင်းမှာပဲတရုတ်နိုင်ငံသားတွေကကွန်ဒိုအခန်းပေါင်း1400ကျော်နဲ့ထိုင်းဘတ်ငွေ6ဘီလီယံကျော်တန်ဖိုးအထိဝယ်ယူအသုံးပြုထားပြီး ်ပထမနေရာမှာရှိနေတယ်လို့ဒုတိယနေရာမှာတော့မြန်မာနိုင်ငံသားတွေကကွန်ဒိုအခန်းပေါင်း400ကျော်ကိုဒိုင်းဘတ်ငွေ1ဘီလီယံကျော်တန်ဖိုးအထိဝယ်ယူအသုံးပြုထားပြီးတစ်ဖက်ကတတိယနိုင်ငံနေရာမှာတော့ရုရှားနိုင်ငံရှိနေတယ်ဆိုပါတယ်လက်ရှိထိုင်းနိုင်ငံအင်ချက်မြေတည်အချက်လက်စင်တာရဲ့စုဆောင်းထားတဲ့အချက်လက်တွေအရထိုင်းနိုင်ငံမှာနိုင်ငံသားကွန်ဒိုဝယ်ယူမှုဟာအနည်းငယ်ကျဆင်းသွားပြီမဲ့ဒီနိုင်ငံသားတွေကတော့ပထမနေရာကနေကွန်ဒိုအများဆုံးဝယ်ယူမှုနဲ့ဥဆောင်နေပြီးမြန်မာနိုင်ငံသားတွေကတော့အခုနောက်ပိုင်း ထိုင်းနိုင်ငံမှာကွန်ဒိုဝယ်ယူမှုတွေတိတိတသားကိုမြင့်တက်လာသလိုဝယ်လိုအားတွေဟာညော့မသွားဘဲဆက်လက်တိုးပွားနေတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားကြပါတယ်ခင်ဗျ။